ဖခင်ဖြစ်သူရဲ့အတုံးမကြမှုတွေကြောင့်တောင်ဝင်းမြို့နယ်မှာအသက်၅နှစ်အရွယ်သားရှိသေးတဲ့ကလေးလေးပျောက်ဆုံးသွားမှုမင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းတာမွေမြို့နယ်မှာနေထိုင်နေမောင်လင်းအခရာဟိန်းခေါ်ကွိုင်းကွိုင်းဟောင်းအသက်၅နှစ်အရွယ်သားရှိသေးပြီးအခုလက်ရှိမှာဖခင်ဖြစ်သူနဲ့အတူပျောက်ဆုံးနေတယ်လို့မိသားစုဝင်တွေကအကူအညီတောင်းခံလာခဲ့ပါတယ် မောင်လင်းအခရာဟိန်ခေါ်ကွိုင်းကွိုင်းဟာအသက်၅နှစ်အရွယ်သားရှိသေးပြီးဖခင်ဖြစ်သူဦးဟိန်သူဝင်းခေါ်ပေါင်ပေါင်နဲ့အတူပါသွားခဲ့ရကနေပျောက်ဆုံးသွားတာဖြစ်တယ်လို့မိသားစုဝင်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးရဲ့အတော်ဖြစ်သူကအခုလိုပြောပြထားပါတယ်။ကလေးရဲ့အဖေဖြစ်သူကလက်ရှိအုပ်ထိန်းနေသူတွေကိုဘာမှမပြောဆိုဘဲကလေးကိုခေါ်သွားပြီးခြေရဖြောက်သွားပါတယ်။ကလေးကသူနဲ့အတူရှိနေလားအကောင့်တိုင်းရှိနေရဲ့လားတည်သလားရှင်သလားတော့မသိရတော့ပါဘူး ပြီးခဲ့တဲ့မေလ17ရက်နေ့တနင်္ဂနွေနေ့ကသူ့အဖေကခလေးကိုမုံကျွေးဖို့ဆိုပြီးမြမပလာဇာဘက်ကိုခဏခေါ်သွားတာအခုထိပြန်လာမပို့သေးဘူးဖုန်းတွေလည်းဆက်ပိတ်သွားတယ်အဆက်အသွယ်လည်းလုံးလို့မရဘယ်မှာနေနေလဲလဲမသိဖြစ်နေလို့ပါခလေးကအဖေနဲ့အမေတရားဝင်ကွဲနေတာပါကလေးရှိလာသားကလေးကပုံပါကလေးအဖေရဲ့ကြီးတော်ဖြစ်သူဟာကလေးကိုသူသားအရင်ချလို့အခုချိန်ထိတွေးမွေးပြုစုဆောင်ရှောက်လာခဲ့တာပါ ကလေးကိုရှစ်လသားကလေးကရန်ကင်းမှာနေထိုင်တဲ့အတော်ဖြစ်သူစီကိုပေးခဲ့ပြီးအမြဲတမ်းလာတွေ့ခြင်းမရှိ ထောက်ပံ့ခြင်းလည်းမရှိပါအမေဖြစ်သူကတော့အမြဲတမ်းလာတွေ့အမြဲတမ်းထောက်ပံ့ပေးပါတယ်အဖေဖြစ်သူဟာနှစ်နှစ်လောက်အဆက်အသွယ်မရပြောင်းနေပြီးမှအခုမှပြန်ပေါ်လာခါကလေးကိုခေါ်ဆောင်ပြီးဖုန်းနဲ့ဆက်ပိတ်သွားကခြေရပြောက်သွားပါတယ်ကလေးသုံးနှစ်ပြည့်တဲ့နေ့မှာအဖေဖြစ်သူကကလေးစီကိုနောက်ဆုံးလာရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ် ကလေး၃နှစ်ပြည့်ကနေစပြီးအခု၅နှစ်ပြည့်တဲ့အချိန်အထိနှစ်နှစ်လုံးလုံးကလေးစီကိုမလာခဲ့ပေမယ့်၁၇ရက်၅လ၂၀၂၅တနင်္ဂနွေနေ့မှာမှကလေးစီကို ရောက်လာခဲ့ပါတယ်။ကလေးနဲ့မြမပလာစာခဏသွားမယ်ဆိုပြီးခေါ်သွားတော့အခုချိန်ထိပြန်လာမဖို့အဆက်အသွယ်လည်းမလုပ်ဖုန်းတွေလည်းဆက်ပိတ်ထားပါတယ်။သူနေတဲ့နေရာအတိအကျလဲဆွေမျိုးတွေကိုဘသူ့ကိုမှအတိမပေးထားပါဘူး။ကလေးကိုဘယ်ခေါ်သွားလဲဆိုတာလည်းမသိရပါဘူး။ ကလေးကနောက်တစ်ပတ်ဆိုရင်ចောင်းစားတရတော်မှာကိုအဖေဖြစ်သူလည်းသိပါတယ်ကလေးကြောင့်တုံးကလည်းအမေအရင်ပါလာတော့အဖေပါမရမယ်ဆိုလို့သူ့ကိုလိုက်ဆက်သွဲခဲ့တော့ဘလို့မှအဆက်သွဲမရခဲ့ပါဘူး။ကလေးကိုတခြားကြောင်ပြောင်းပြီးအမေတယောက်ထင်းနဲ့အဲ့လိုရတဲ့ကြောင်ပြောင်းအပ်ခဲ့ရပါတယ်။ ကလေးကိုရက်အနှဲငယ်လအနှဲငယ်ခေါ်ထားခြင်းနဲ့ဆိုရင်လေလက်ရှိအုပ်ထိန်းသူကိုဖြစ်စေအမိအရင်းကိုဖြစ်စေအကြောင်းကြားခြင်းမရှိဖုန်းတွေအကုန်လုံးဆက်ပိတ်ပြီးအဆက်အသွယ်မလုပ်တဲ့အတွက်အားလုံးစိတ်ပူနေကြပါတယ်တွေ့ရှိတဲ့သူတွေအနေနဲ့လည်းအောက်ပါဖုန်းနံပါတ်တွေကိုအကြောင်းကြားပေးကြပါအောင်ဟုဆိုကကလေးရဲ့အတော်ဖြစ်သူကအကူအညီတောင်းခံထားတာပဲဖြစ်ပါတယ်